ဒီနေ့ကတော့ဒီ Excel ပေါ့လေ Microsoft Excel မှာ date picker ပေါ့ proper date picker ကိုဘယ်လိုသုံးမလဲဘယ်လိုထည့်ပြီးတော့သုံးလို့ရမလဲဆိုတာလေးကိုညွှန်ပြချင်ပါတယ် Microsoft Excel ကို web browser နဲ့သုံးမယ်ဆိုရင်တော့ date picker ကိုတည်တံ့ထည့်စရာမလိုဘူး row တစ်ခု column တစ်ခုဆက်လက်မှတ်ပြီးတော့ဒီနေရာမှာ ဒီ date ပေါ့လေ date type ကိုပြောင်းပေးလိုက်တာနဲ့သူ့မှာတခါရယ် date picker တခါရယ်ကြပြီဒါเนาะ pop up date picker တခါရယ်ကြကျက်တဲ့နော်ကျက်တဲ့ဒီ cell ကို select လုပ်လို့ date pick ကတခါလဲကြတယ်နော်တောင်းရတာလည်းအရင်အဆင်ပြေတယ်အရင်ကိုရှင်းတယ်နော်ဒါပဲ ချက်တဲ့ row ချက်တဲ့ column ကိုမဆို slash မှတ်ပြီးတော့သူ type နေရမှာ short date ဒါမှမဟုတ်ရင် long date ကိုထည့်ပေးလိုက်ရင်တခါတယ် long date pick က pop up လေးပေါ်လာပြီးတော့ဒီကနေရွေးပြီးတော့တခါတယ်ထည့်လို့ရတယ်ဒါကဒီ excel ကိုနော် browser ကနေပြီးတော့သုံးတဲ့လူတွေအတွက်ပေါ့နော်အဲ့တော့ browser နေသုံးတဲ့နေရာမှာအဝယ်သုံးလို့ရတယ် free သုံးလို့ရတယ် browser နဲ့တော်မှဆိုရင်ဒီ date picker function လေးကတခါတယ် native အနေနဲ့ပါပြီးသားအဲ့တော့ဒါဝမဒီ computer ပေါ်မှာ excel ဒီ software ကို install လုပ်ပြီးတော့တုံးမှဆိုရင်ဒီ date picker မကြောက်ဥမာเนาะဒီ column ကို select မှတ်ပြီးတော့သူ့ကို table ပေါ့လေ short date ပြီးမယ်ဒါပေမဲ့လာပြီးတော့ဒီမှာ select မှတ်လိုက်ရင်မပေါ်ဘူး မပေါ်ဘူးတစ်တင်းနေနဲ့မပေါ်ဘူးဘာလို့တစ်တင်းနေနဲ့မပေါ်ပေမဲ့နော်သူ့ကိုနော် BBA နီးတွေတုံးပြီးတော့ဒီ add in အနေနဲ့တုံးလို့ရတယ်โอเคမှာ difficult လေးပေါ်သွားနော်ဒါ add in လေးနဲ့သုံးတာပေါ့အဲဒီ add in လေးဘယ်လိုထည့်မလဲအဲ့ဒါလေးအဲ့ဒါလေးနော်ဒီ add in လေးကိုဘယ်လိုထည့်ပြီးတော့သုံးရမလဲဆိုတာကိုဒီနေ့နော်မျှဝေပေးသွားမှာဖြစ်ပါတယ် ီဗီလာမှာပေါ်နေတယ်ဒီ pop back add in လေးပေါ့နော်အဲ့ဒါလေးဘလို့ထည့်ပြီးတော့သုံးမလဲပေါ့အဲ့ဒါလေးကိုဒီနေ့ရှင်းပြပေးပါမယ်ကွန်ပျူတာမှာ excel software ရှိပြီးတော့ဒီ excel software မှာ typical pop back လေးနော်အပေါ်အောင်လုပ်ဖို့ဆိုရင်အရင်ဆုံးနော် add in file တစ်ခုထောင်းရမယ် နော် Google မှာရှာလိုက်မယ် Samrat app executor sorry executor picker ဆိုပြီးရှာလိုက်ပါပရမဆုံး website ပဲဒီ website ကဒီ website ပါရှင်ကဒီ typical လေးကို add in လေးကိုယူပြီးတဲ့လူเนาะအဲ့တော့ download now နှိပ်မယ် closed ောင်းမယ်ဒါပြီး open folder folder ဖွင့်လိုက်မယ်ဖွင့်လိုက်ရင်ဒီလို zip file လေးရမယ် zip file လေးကို extract လုပ်မယ်အဘိုးရေဒီမှာနော် excel ဒီနော် add in ပေါ့ add in file လေးတွေ့မယ်ဒါလေးကိုနော် copy ကူးလိုက်မယ် copy ကူးမယ်ကူးပြီးတော့ ွန်ပျူတာတွေက C C ထဲမှာ folder တစ်ခုစောက်ပြီးထည့် folder တစ်ခုစောက်မယ် folder ကို startup လို့ပေးလိုက်မယ် startup startup လို့ပေးပြီးဒီထဲမှာခုနက copy ကူးထားတဲ့ folder လေးကို paste ပြန်ချပေးမယ်အဲ့တော့ starter ထဲမှာဒီ folder အဒီ add in file လေးရှိသွားပြီဒီ land jar ဒီ land jar ကိုဘာလို့မလဲဆိုတော့ copy ကူးမယ်ကြောင်း copy ကူးပြီးတော့ excel ထဲမှာထည့်မယ်အဲ့တော့ excel ကိုဖွင့်မယ် excel ကိုဖွင့်မယ်ဖွင့်ပြီးရင်ခုနှစ်သက်ရာ file တစ်ခုကိုဖွင့်လိုက်ဖွင့်ပြီး file သွားမယ်သွားပြီးရင် option events generative ကိုသွားမယ် generative ကိုသွားပြီးတော့ဒီထဲမှာခုနကကို copy ကူးလာတဲ့ ဒီလမ်းကြောင်းလေးကို paste ချပြီးလဲအာ okay เนาะအဲ့တော့ serial starter folder ထဲမှာအဲ့ဒီ add in လေးရှိမှာအဲ့ဒါလေးကိုတခါတယ် excel ကိုဖွင့်လာတယ်တခါတယ် run ပေးဖို့ခိုင်းလိုက်တာ okay เนาะဒီ excel ကိုတခါပြန်ပိတ်မှာเนาะဒီတော့တခါပြန်ပိတ်မယ် ီးမှပြန်ဖွင့်မယ်အိဆဲကိုဒါဆိုရင်တုံးလို့ရပါပြီကော်လံတစ်ခုရိုးတစ်ခုဆက်လက်မှတ်လိုက်ပြီးရင်ကိုချက်တဲ့ဒိတ်ပုံစံလာပြီလာပြီးရဆိုရင်ဒီပြချမ်းမှာဒိတ်ပီကာလေးရနေပြီးတော့အော်တိုပေါ်မှာနော်ကိုချက်တဲ့ဒိတ်နှစ်တွေကိုတွားလို့ရတယ်ရွေးလို့ရတယ် ဟမ်ဒါဆိုရင် browser မှာတုံးတယ်လို့ပဲ browser မှာတုံးတယ်လို့ပဲ typical လေးကို exam မှာလည်းတုံးလို့ရသွားမှာဖြစ်ပါတယ်အားလုံးအဆင်ပြေကြပါစေဗျာ